အခုခင်မှာဆိုရင် body တောက်တောက်ကြီးကြီးရဖို့အတွက်ကရာရှားလေးတိုင်းလူလူရဲ့အိမ်မက်တွေဖြစ်နေပါပြီเนาะဒါကြောင့်ကြွက်သားရည်တောက်အောင်ဆိုပြီးတော့ခြေနေသွားကြကြွက်သားရည်တိဆောက်ပေးတဲ့ပရိုတင်းတွေဝယ်တောက်ကြနဲ့ပတ်စံအပူကုံရမယ့်အပေါက်တွေကတိုးလာပါတယ် ရှင်သွားပြီးတော့ကြက်သားတက်အောင်လေ့ကျင့်ခန်းတွေလုပ်တာတော့ဟုတ်ပေမဲ့ပရိုတင်းတွေဝယ်တော့တာကြတော့တက်တက်ကြီးအပိုပတ်စံကုန်နေတယ်လို့ဖြစ်နေပါတယ်။ကိုနေစဉ်စားနေတဲ့တဘာဝအစားအသောက်တွေကလည်းကြက်သားတွေတိဆောက်ပေးနိုင်တယ်ဆိုတာကိုသိပါတယ်လား။သူတို့မှဆိုရင်ဘေးရွက်ဆိုကြလည်းမရှိတဲ့အပြင်လေ့ကျင့်စားနေတဲ့အစားအသောက်တွေနေရာမှာအဲ့ဒါလေးတွေကိုရွေးစားပေးလိုက်မယ်ဆိုလို့ရှိရင်ပတ်စံလည်းအပိုထပ်မကုန်တော့ဘူးပေါ့နော်။ဒါကြောင့်ဒီပရိုလေးထဲမှာတော့ body တောက်တော့ဒီလိုချင်တဲ့ယောက်ျားလေးတွေအတွက်ဘလို့အစားအသောက်တွေကိုစားပေးဖို့လိုလဲဆိုတာကိုပြပြပေးတော့မှာဖြစ်ပါတယ်။ပြိုလေးမ က်စားခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ပါသေးရယ် subscribe လုပ်ပြီးတော့ဗီနာလူကြီးပဲလူလေးနှိပ်ကပ်ပါအောင်ရှင်ဘော်ဒီလုံးဝတောက်စီဖို့အတွက်စားပေးသင့်တဲ့အစားအစာတွေကပထမတစ်ခုကတော့ကြက်သားတို့အမဲသားတို့ပဲဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းကြက်သားတွေတိဆောက်ဖို့တန်မာကြီးထွားလာဖို့ဆိုရင် protein တွေစားပေးရပါတယ် အသားတွေဆိုတာကပရိုတင်းတဲ့အချွေအဝါဆုံးဖြစ်တဲ့အရာတွေပါ။ဒါကြောင့်အသားတွေမြန်မြန်စားပြီးပါနော်။အသားဆိုပြီးရောဆိုပြီးရောအကြော်အလော်နဲ့အစီပြန်ဟင်းနေတော့မစားသင့်ပါဘူး။ကိုလိုချင်တဲ့ပရိုတင်းတဲ့အတွက်အသားပြုတ်တွေကိုစားပြီးတာပိုကောင်းပါလိမ့်မယ်။တခုထပ်မှကျင်တာကအစီများတဲ့ဝတ်သားတွေဆိုရင်ထိတ်ဆုံးအောင်ရှောင်းပါနော်။ကြက်သားတွေဆိုရင်လည်းရေမုံသားအဝယ်ရွေးစားပြီးပါ။ကြက်အရေကုန်တွေကိုတော့ချောင်းလို့တော့မစားမိပါစေနဲ့နော်။နောက်တစ်မျိုးကတော့ဥပမျိုးမျိုးပဲဖြစ်ပါတယ်။နေ့ချင်းကလှုပ်ပြီးတိုင်းပြန်အားဖြည့်တဲ့အနေနဲ့ကြက်ဥပြုတ်၅လုံးသာစားပြီးလိုက် ယ်ဆိုရင်ကိုလိုချင်တဲ့ body တောက်တောက်လေးတစ်ခုအချိန်တို့အတွင်းပိုင်ဆိုင်နေမှာပဲဖြစ်ပါတယ်။ကျုပ်ဥကိုကြွက်သားတက်ဖို့အတွက်စားပေးတဲ့နေရာမှာတခုတတိထားစီစဉ်တာကတော့အကာပဲစားပေးပါနော်။အနှစ်မစားပါနဲ့။အကာမှာ protein တက်တွေပါပြီးတော့အနှစ်မှာကြအစီတွေပဲပါလို့ဖြစ်ပါတယ်။နောက်နှစ်မျိုးကတော့ပဲမျိုးမျိုးပါ။ကိုခန္ဓာနဲ့ထွားခြင်းနဲ့အစီပိုလည်းမရှိခြင်းဘူးဆိုရင်တော့ကိုနေ့စဉ်စားနေတဲ့ထမင်းဖြူတွေပါမုတ်တွေကိုလျှော်စားပြီးတော့သူတို့နေရာမှာပဲတွေကိုအစားထိုးပြီးစားပါနော်။ပဲတွေဆိုတာကအပင်တွေကနေကြတဲ့အသားတွေ တ်တွေပါသူတို့လိုမျိုးအမြင်တဲ့ရောအသားတဲ့ရောနှစ်မျိုးကျွဲသွားတဲ့အစားအသောက်တွေဆိုတာထက်မရှိနိုင်တော့ပါဘူးနောက်တစ်မျိုးကတော့အခုံမာသီးတွေပါတကြားသီးတစ်ချသီးဗန္နာစေးတို့လိုမျိုးပရိုတင်းကျွဲသွားတဲ့အစိအစံတွေဆိုတာမရှိနိုင်တော့ပါဘူးသူတို့မှာပရိုတင်းဓာတ်တွေအပြင်အမြင်တဲ့မပြေဝစီတွေနဲ့ဓာတ်ရိုးစက်ရည်ပစ္စည်းတွေအများကြီးပါလို့သူတို့ကသာစားပေးမယ်ဆိုရင်လူလဲကျမှဗလာလဲတက်လာတော့မှာပဲဖြစ်ပါရဲ့အစိမ့်မဲ့စားစားအလှော်ပဲစားစားစီပူတွေပဲကြုံမစားရပါဘီနော်နောက်တစ်မျိုးကတော့အစီထုတ်ထားတဲ့ တဲ့နှုတ်နဲ့နှုတ်ထွက်ပစ္စည်းတွေပါ။နွားနှုတ်မှာကများပြားလာတဲ့ protein ဓာတ်တွေအပြင်အရိုးသတ်မှဆီဖို့လိုအပ်တဲ့ calcium အရိုးကျန်းမာရေးအတွက်လိုအပ်တဲ့ vitamin D တွေလည်းပါပါရဲ့။မလိုက်အပြည့်နဲ့နွားနှုတ်တွေကိုတော့ရှောင်ဖို့နော်။နွားနှုတ်မြင်းမြတ်တောက်ပြီးပါကြွက်သားတွေကိုထိန်းထားပေးနိုင်မှုအတွက်အရိုးသတ်မှမှုလည်းလိုအပ်ပါရဲ့ရှင်။ ။နောက်ဆုံးတစ်မျိုးကတော့ပင်လယ်စာပါ။ပင်လယ်စာတွေဖြစ်တဲ့ပစွန်၊ဂုံ၊ကနုကမာနဲ့ဆရမွန်ငါးတွေအားဆိုလို့ရှိရင်ပရိုတင်းအကျယ်ဝဆုံးပင်လယ်စာတွေဖြစ်ပါတယ်။ကြော်ရည်လည်းအစီပါတယ်။စီပြန်ဟင်းဆိုရင်လည်းအစီတွေကတပုံကြီးဆိုတော့ပင်လယ်စာတွေကိုစားရမှာအခက်တွေ့နေကြတဲ့သူတွေအတွက်တော့အကြံလေးပေးချင်ပါတယ်။ပင်လယ်စာတွေလောက်တုတ်စားလို့မင်းလည်းအရာမရှိပါဘူး။ဒါကြောင့်ပင်လယ်စာတွေကိုတုတ်စားပါနော်။ကရင်းလည်းမိန်ပြီးတော့ကြက်သားတွေလည်းတိမ်နေတော့မှမဟုတ်ပါဘူး။ဒါတွေကိုဒါကိုနေတဲ့စားရဲ့အစားအသောက်တွေထည့်ထည့်စားလိုက်မယ်ဆို လို့ရှိရင်ဗလာတောက်ရှင်တဲ့ယောက်ျားလေးတွေအတွက်ကတော့ကျင်သွားတဲ့ပတ်စံမဲ့ကုန်ပြီးတော့ပရိုတင်းတွေအတွက် တက်တက်ပတ်စံထုတ်ကုန်စရာမျိုးတွေဖြစ်တော့မှာမဟုတ်ပါဘူးเนาะညီမရဲ့ဗီဒီယိုလေးကိုအဆုံးလေးကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြမယ်เนาะ